ီတစ်ပတ်အထဲမှာမှလိုက်လေးတွေကိုစရွှင်ပြီးတင်ပြပေးခြင်းသာဖြစ်ပါတယ်။အဲ့ဒါကြောင့်မလို့ကျွန်တော်နဲ့ဝါသနာလူငယ်ချင်းတွေကရှေ့ပေးပါနော်။ကျွန်တော်တို့ပြမှာကတော့ဒါမွေးကနန်းပိုင်ပေါ့နော်။ကျွန်တော်ပြခဲ့တဲ့ဒီခါကွာချောက်မွေးကနန်းပိုင်က တလေး၅မှာ၄ခါกว่า6ထွက်ပြီးတော့အောင်မြင်ခဲ့ပါတယ်เนาะဒီဖိုင်းမှာတက်လေတိုင်းနဲ့ခွာပေါင်းခွန်ဗရိတ်ရှင်းပေါ့เนาะဗရိတ်ရှင်းနဲ့ပတ်သက်လို့ကျွန်တော်မန်မာတွေကိုမန်မာကနန်းထုတ်ပြီးဩခွက်တင်ခဲ့တာတစ်ချိန်မှမရှိပါဘူးเนาะ 2025တတိလုံးမှာကျွန်တော်ဗရိတ်ရှင်းနဲ့ဗရိတ်သုံးကို လုံးဝခဏမတင်ခဲ့ပါဘူးမတင်ရခြင်းရဲ့အကြောင်းရင်းကကျွန်တော်ဒီ site ကိုကင်ထားလို့ပါနော်2025တတိလုံးမှာဗရိတ်သုံးနဲ့ဗရိတ်ရှင်းကိုဒါခွန်ခွန်ကိုကြပြီးတဲ့နောက်မှာပေါ့နော်ဗရိတ်သုံးနဲ့ဗရိတ်ရှင်းကျွန်တော်မတင်ခဲ့ပါဘူး ဒီအချိန်နေမှာတော့ဒါထွက်ဖို့ရအချိန်ကျလာပြီလို့ကျွန်တော်အနေနဲ့ယူဆမိလို့ကျွန်တော်ရဲ့မှန်မာမွေးစည်းကနပရိရှိနဲ့ပတ်သက်လို့မှန်မာတွေကိုကျွန်တော်ကတဲတကွက်သေးပဲအများအမ်းပေးထားတာပါနော်ပရိရှိကိုကြာရင်ဒီကနန်းကိုထိုးပါဆိုပြီးတော့ပရိရှိဆက်ရှိနဲ့ပတ်သက်လို့ကျွန်တော်လိုင်းမော်ကိုလည်းမတင်ခဲ့ပါဘူးနော်ဟုတ်ဒီဒီချိန်မှာတော့ မွေးကနန်းကလည်းဒီနေ့ထဲမှာနှစ်ကြိမ်ပဲကြံတော့လာမို့ထွက်ဖို့ဟာအချိန်ကို ကြာရောက်နေပြီလို့ထင်လို့အလိုက်မွားကျွန်တော်ခင်မလေးသားတဲ့တငယ်ချင်းတွေကိုဒီ site လေးကိုခြားပြပေးလိုက်ပါမယ်ကျွန်တော်ရဲ့တငယ်ချင်းတွေကလည်း share ပေးပါနော်ဒီလိုက်ကဒါ ခုနှစ်နှစ်ချားစီပေါ့နော်လေးကစီကိုခုနှစ်နှစ်ချားရှိပေါင်းငါရှိပေါင်းသုံးရှိပေါင်းတိရှိပေါင်းကုခုနှစ်နှစ်ချားအငါးသုံးတိကိုဆိုပြီးတော့နော်ငါးသုံးတိကိုဆိုပြီးတော့မအစီနေရပေါ့နော် ငါးနှစ်မွေးတော့တော့နှစ်မွေးရောက်တစ်တစ်နှစ်မွေးရောက်ကိုငါးတုံးတစ်ကိုဆိုတဲ့စီကြောပါနော်ဒီစီကြောကိုကျွန်တော်နာမည်ပေးထားတာက3864လို့နာမည်ပေးခဲ့ပူပါတယ်နော်ရှေးပေါင်း9ရှေးပေါင်း3ရှေးပေါင်း1ရှေးပေါင်း9 939ပေါ့နော်မဆီနေရသူခင်းခဲ့တယ် ရှင်ပေါင်း9ရပါပါ3ခါရှင်ပေါင်း3ရပါပါ8ခါရှင်ပေါင်း9ရပါပါ6ခါရှင်ပေါင်း9ရပါပါ4ခါဆိုပြီးတော့မာ39ရပါပါအလံ3ည8 6 4ဆိုတဲ့စီကြောပေါ့နော်ဒီစီကြောကိုဒါကျွန်တော်နဲ့ပတ်သက်တဲ့ ကျွန်တော်ရဲ့မမတွေကတော့အမြဲတမ်းကြည်နေကြပါပဲเนาะရှင်ပေါင်း9ရဲ့ပါဝါ3ညာခါလို့ရိုက်ပြီးတော့9နောက်ပိတ်9နောက်ပိတ်ရဲ့ပါဝါ3ညာကသူ့အောင်မှာပြိတ်3ညာလို့ရိုက်တာရှင်ပေါင်း9ကိုနှစ်ပွင့်ရောတော့ရှင်ပေါင်း3ရှင်ပေါင်း3ရဲ့ပါဝါ8ခါလို့ရိုက်ပြီးတော့8နောက်ပိတ်ရဲ့ပါဝါပြိတ်3ကသူ့အောင်မှာရိုက်တာ ေပေါင်းကရှေပေါင်းသုံးပြီးတော့ရှေပေါင်းတရှေပေါင်းတရဲ့ပါဝါ6ခါလို့ရိုက်ပြီးတော့၄နောက်ပိတ်၄ရဲ့ပါဝါ9ကသူ့အောင်မှာဗရိတ်ကိုလို့ရိုက်တာရှေပေါင်းကရှေပေါင်းသုံးရှေပေါင်းတပြီးရှေပေါင်း9ပေါ့နော်ရှေပေါင်း9ရဲ့ပါဝါ၄ပိတ်အဲ့လိုရိုက်ပြီးတော့6နောက်ပိတ်မလို့6ရဲ့ပါဝါတသူ့အောင်မှာဗရိတ်တလို့ရိုက်တာပါ3တကို386 4လို့လှမ်းနေစီကြောပေါ့နော် ီ line ကိုကျွန်တော်ကဒါမွေးကနန်းလူရင်းကိုပဲပြပေးမယ်နော်ဒီ line ကိုပြရမယ်ဆိုရင်တော့တနာယူနယ်လည်းပြီးမှာမဟုတ်ဘူးနှစ်နာယူနယ်လည်းပြီးမှာမဟုတ်ဘူးအဲဒါကြောင့်မလို့ကျွန်တော်ကမင်းသားရဲ့တကယ်ရင်းနေအတွက်မွေးကနန်းကိုပဲအဓိကထားပြီးတော့ကွင်းပြီးတော့ပြပေးမယ်ပေါ့နော် ဒီ9ရပါပါ3ညပြိတ်3ညလို့ရိုက်တယ်3လုံးပိုင်းနဲ့ပေါ့နော်ဒီ10ပဲ့ရပါပါ3ပြိတ်3ကို3လုံးပိုင်းနဲ့ဒီ4ပဲ့ရပါပါကိုပြိတ်9ကို3လုံးပိုင်းနဲ့ဒီ6ရ6ပဲ့ရပါပါဒီပြိတ်1ကို3လုံးပိုင်းနဲ့ဆိုပြီးတော့သူအဲ့လိုစီကန်းတကြရိုက်ခဲ့ပါလေနော်အခုကျွန်တော်တို့ရိုက်มาသည်နော်ကျွန်တော်တို့ရိုက်มาသည် နှစ်ပိတ်ခုံပိတ်တစ်ပိတ်ရှစ်ပိတ်နှစ်ခုံတစ်ရှစ်ကိုရိုက်မှာပါနော်တော့တကယ်ရင်နဲ့မှတ်ထားလိုက်ပါနှစ်ခုံတစ်ရှစ်ဒီနှစ်ခုံတစ်ရှစ်ကိုရိုက်မှာပါနော်အဲ့ဒီနှစ်ခုံတစ်ရှစ်ဒီတို့ဒီမှာနှစ်ခုံတစ် ရှေ့လို့ကျွန်တော်ရိုက်ခဲ့တဲ့ line မှာเนาะနေကွန်တီရှေ့ကိုဒီမှာနေခွန်တိရှေ့လို့ရိုက်တော့ level ပေါ့เนาะရှေ့ဘိတ်နဲ့တပိတ်ဒီကို၃ဘိတ်နဲ့၆ဘိတ်ဒီကိုတပိတ်နဲ့၈ဘိတ်ဒီကို၃ဘိတ်နဲ့၆ဘိတ်ဒီကိုလို့ ဒီကိုးတွေကိုရိုက်ခဲတာတွေလဲကျွန်တော်ရဲ့တငယ်ချင်းတွေသိမှာပါเนาะအဲ့ဒီကိုးတွေဒီဒီကိုခါခုနှစ်နေချာကိုခါခုနှစ်နေချာကိုခါခုနှစ်နေချာကိုခါဒီအားလာတဲ့ကိုးတွေပါเนาะခုနကတော့သုံးလုံးမိုင်း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 နေသည်သုံးရပါပါခါနှလုံးရှစ်လို့ရိုက်ပြီးကိုးခါလို့ရိုက်တာ ၃ရက်ပါပါခါနှလုံးမောင်ရှေ့လို့ရိုက်ပြီးကိုခါလို့ရိုက်တာ၃ရက်ပါပါခါနှလုံးမောင်ရှေ့လို့ရိုက်ပြီးကိုခါကိုရိုက်တာ၃ရက်ပါပါခါနှလုံးရှေ့လို့ရိုက်ပြီးကိုခါကိုရိုက်တာအဲ့လိုရိုက်ပြီးတော့ကိုခါရဲ့အထက်က6ရှစ်ခွန်သည် ပြန်ကြကိုခါရဲ့အထက်က9ရှစ်ရှစ်သည် သူ့အောင်မှာပြန်ကြကိုခါရဲ့ထက်က3ည5 3ည ူအောင်မှာပြန်ကြကိုခရဲ့ထက်က286သည်သူအောင်မှာပြန်ကြပါဆိုပြီးတော့ကျွန်တော်တင်ပြပေးခဲ့တော့ကဒီမှာ68ပတ်လဲအောင်တယ်နော်ဒါဒီဒီဒီလိုင်းတွေကမင်းတတ်တာဆိုတဲ့နာမည်တလုံးကိုထင်ပေါ်စေခဲ့တာပေါ့နော်အဲ့ဒီကိုလီချက်ကိုသူကဒီနှစ်ခွန်တိရှေ့လို့ရိုက်တဲ့ချိန်မှာ နောက်ဘိတ်နှလုံးကို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 အဲ့ဒီကိုတွေကဘောနော်ရှေးပေါင်းကိုဗရိတ်၁ဗရိတ်၃ဒီ၃နော်ရှေးပေါင်း၃ဗရိတ်၅ဗရိတ်၆ဒီ၄၃၄ရှေးပေါင်း၆ဗရိတ်၁ဗရိတ်၈ဒီ၅၃၄၅ရှေးပေါင်း၅ဗရိတ်၆ဗရိတ်၅ဒီ၆၃၄၅၆ တစ်ဖက်က3 4 5 6လို့ရိုက်ပြီးတော့တစ်ဖက်ကရှေပေါင်းလေးပရိတ်တပရိတ်တည်6ရှေပေါင်း3ပရိတ်လေးပရိတ်ရှေ့တည်5 65ရှေပေါင်း3ညာပရိတ်ကိုပရိတ်5တည်လေး65 4ရှေပေါင်းရှေ့ပရိတ်3ပရိတ်2တည်3 65 4 3ဆိုပြီးတော့ဒီတော့ကပရိတ်2ပေါ့နော်တစ်ဖက်မှာ3 4 5 6လို့ရိုက်ပြီးတော့ဒီဘက်တစ်ဖက်မှာ6 5 လီတုံးလို့ရိုက်ခဲ့တယ်။အဲ့ကောင်ကြီးကဒါကိုးလေးပါပဲနော်။ကိုးလေးပါပဲ။ကိုးလေးပါပဲ။ကိုးလေးပါပဲ။အဲ့ဒီကိုးလေးရိုက်ခဲ့တဲ့ဘုရားနေပြီ။ကျွန်တော်တို့ရိုက်มาဒီနေ့ခုံတိရှိကိုရိုက်มาပါ။နေ့ခုံတိရှိကိုရိုက်มาပါ။အဲ့ဒီနေ့ခုံတိရှိဒီ နှစ်ခုတိရှိလို့ဒီကလာတာပါနှစ်ခုတိရှင်းတော့ပိတ်ကိုနှစ်ခုတိရှိထိတ်စီးရိုက်ပြီးတော့အဲ့မှာကိုးတွေကိုဖြီးသွားတာအဲကိုးတွေဖြီးတာတွေဟာထားလိုက်တော့ဗောနော်ကျွန်တော်တို့ရိုက်มาဒီနှစ်ခုတိရှိအဲ့ဒီနှစ်ခုတိရှိဒီ နော်တနည်းနည်းနည်းသုံးနည်းမြောက်မှာဒီနှစ်ရပါပါတနည်းနည်းနည်းသုံးနည်းမြောက်မှာနှစ်ရပါပါဗရိတ်ခွန်သည်တုံညာထိန်နဲ့ကြားရမယ်လာပြီနော်နှစ်ပြီးတော့ခွန်ခွန်ရပါပါနှစ်ဗရိတ်နှစ်သည်တနည်းသုံးနော်ခွန်ရပါပါဗရိတ်နှစ်သည်ခွန်ရပါပါဗရိတ်နှစ်သည် ခွန်ရပါပါပရိနေသည်ကိုထိနဲ့ကြာရမယ်တုံညာထိကိုထိလာပြီနော်ညပြီးခွန်ပြီးပြီးတိတိရပါပါ6ပရိသည်တနည်းနည်းနည်း3နည်းမြောက်မှာနော်တနည်းနည်းနည်း3နည်းမြောက်မှာသူကမြူးနော်ကြာခဲ့တယ်အဲ့ဒီမကြမချင်းလိုက်ရတာအဲ့ဒီ6ပရိသည် တနေ့လုံးမကြသေးဘူးမကြသေးဘူးเนาะဆက်လိုက်ရမှာလိုက်တယ်လိုက်တယ်6ပြိတ်လို့ကြားလိုက်တာနဲ့8ထိတ်နဲ့ရိုက်ရမှာ3ထိတ်နဲ့ရိုက်တယ်9ထိတ်နဲ့ရိုက်တယ်8ထိတ်နဲ့ရိုက်တယ်နေ့ခွန်တက်ပြီးတော့ရှေ့လက်ဒီရှေ့ရဲ့ပါပါတနေ့နနေ့3နင်းမြောက်မှာရှေ့ရဲ့ပါပါပြိတ်3ဒီခွန်ထိတ်နဲ့ရိုက်ရမယ်ဒီမှာကျွန်တော်တို့မွေးချေ မရလိုက်ဘူးပေါ့နော်မွေးဖို့ကအချိန်မရလိုက်ဘူး तू ကနှစ်ဦးကြီးကိုထွက်သွားတာအဲ့လိုထွက်တဲ့ချိန်မှာဒီနေ့ရပါပါခွန်ပရိတ်နှစ်ပရိတ်ဒီနော်ခွန်ပရိတ်လို့စကြကြပြီးတဲ့ကြားထဲမှာအဲ့ဒီခွန်ပရိတ်ဒီမထွက်ရဘူးနော်ခွန်ပရိတ်ဒီမထွက်ရဘူး ခွန်ရက်ပါမှာနှိပရိတ်ကိုပဲထွက်ရမယ်ထွက်တဲ့ခါမှာဟုတ်ဒီနှိပေါ့နော်နှိခွန် ဒီရဲ့ပါဝါခွန်ရိတ်ကို ရိုက်တဲ့ချိန်မှာတုံညာထိတ်နဲ့အဲ့မှာဒီခွန်ရိတ်ဒီဒီကြားထဲမှာမထွက်ရဘူးဒီခွန်ရဲ့ပါဝါနှိပရိတ်ကိုပဲပြန်ထွက်ရမယ်ထွက်လိုက်တဲ့ချိန်မှာဒီတုံညာထိတ်မို့လို့အဲ့ဒီတုံညာဒီခွာ30နဲ့နော် နောက်ပေါင်းခုံနောက်ပေါင်းခုံရပါပါနှစ်ဒီနှစ်ခါနဲ့နောက်ပေါင်းခုံရပါပါနှစ်ဒီနှစ်ခါနဲ့နော်ဒီခုံပြိတ်ဒီခုံရပါပါနှစ်ပြိတ်လိုပဲကြာရမယ်ကြားတဲ့ခေမှာဒီတုံညာထိတ်ဒီ ကွာ၃ညနဲ့เนาะနောက်ပေါင်းခွန်ရပါပါနှစ်ခါနဲ့အဲ့တိုင်ကြာရမှာဒီနေ့ပြီးတော့ဒီခွန်ခွန်ရပါပါနှစ်ပြိတ်ဒီနှစ်ပြိတ်လို့ထွက်လိုက်တာနဲ့ကျွန်တော်တို့၃ညထိပ်ပြီး၉ထိပ်နဲ့လာမှာခွန်ရပါပါနှစ်ပြိတ်လို့ထွက်လိုက်တာနဲ့ကျန်တဲ့ကဏ္ဍမဟုတ်ဘူး၉ထိပ်နဲ့ပဲထွက်ရမှာ နော်ကိုထိတ်နဲ့ထွက်ပြီးသူနှိပရိတ်ထွက်ပြီးတာနဲ့ဒီနှိပရိတ်ပြီးမထွက်ရအောင်သူ့ရဲ့ကြားထဲမှာနှိပရိတ်မထွက်ဘဲနဲ့ဒီနှိပရိတ်ရပါပါခွန်ခွန်ပရိတ်ကိုပဲထွက်ရမယ်ဒီကိုဒီခွာကိုနဲ့ထွက်ရမယ်နောက်ပေါင်း၃ရပါပါရှိသည်ရှစ်ခါနဲ့ထွက်ရမယ် နော်အဲ့ဒါဆိုဒီနှစ်ဒီမြေပါပါခွန်ခွန်ပြိနှစ်ပြိတစ်ဖြတ်ပြီးပါပြီဒီခွန်ဒီခွန်ရဲ့ပါပါနှစ်နှစ်ပြိခွန်ပြိနှစ်ဖြတ်ပြီးသွားပြီအဲ့ဆိုဒီတက်လက်တက်ရဲ့ပါပါ6ဒီနှစ်သုံးပရိတ်6တီနော်ပထမအဦးဆုံးကြားတဲ့ပရိတ်6တီတုံညာခါကိုးခါပြီးတော့ ရှစ်ခါနဲ့ကြာရမှာဟုတ်ဒီမှာကျွန်တော်တို့ပရိ6ကမထွက်ဘူးမထွက်မချင်းလိုက်ရမှာနော်ဒီမှာထွက်ပြီးတုံညာထိတ်နဲ့ကြာတယ်ကိုးထိတ်နဲ့ကြာတယ်ရှစ်ထိတ်နဲ့ကြာလဲမှာရှစ်ထိတ်နဲ့ပဲကြာတယ်အဲ့ဆိုဒီပရိ6တည်ပရိ1မချွက်မချင်းပရိ1မထွက်မချင်းပရိ6မထွက်ရအောင်အဲ့ကြောင့်မို့ဒီရှစ်ရှစ် သုံးညထိပ်ကိုးထိပ်ရှစ်ထိပ်နဲ့ကြာခဲ့တဲ့ဒီတိရဲ့ပါဝါ6ဗရိတ်6ဒီဗရိတ်6ရဲ့ပါဝါ1ဗရိတ်1ကိုဗရိတ်1ကိုထိပ်စီထိပ်စီရှစ်ဒီခွာရှစ်နဲ့ဗရိတ်6ရဲ့ပါဝါဗရိတ်1နောက်ပေါင်းရှစ်ရဲ့ပါဝါ3ခါနဲ့နောက်ပေါင်းရှစ်ရဲ့ပါဝါ3ခါနဲ့ နော်ကျွန်တော်ရဲ့ငွေချင်းနေသုံးကတ်တလုံးပြည့်စုံပါပြီနော်သုံးကတ်တလုံးပြည့်စုံပြီဆိုတော့ကျွန်တော်တို့ကသုံးကတ်စီရိုက်တာမဟုတ်ဘူးကျွန်တော်တို့ကလေးကတ်စီရိုက်တာနေ့ကိုနေ့ရပါပါခွန်ဗရိတ်ခွန်ဗရိတ်တစီကံတရားလောက်သွားပြီနော်ဒီခွန်လက်ခွန်ရပါပါနေ့ဗရိတ်ကိုဗရိတ်နဲ့ဗရိတ်ခွန်ဒီစီကံတရားလောက်သွားပြီ လက်ခွန်ပြီးတော့တစ်တစ်ရဲ့ပါဝါ6ဗရိတ်6နဲ့ဗရိတ်တစ်ဒီစီကန်းတကြလှုပ်သွားပြီလေးကန်းမြောက်မှာနှစ်ခွန်တစ်ရှေ့ဆိုတဲ့စီကြွားကကျွန်တော်တို့ဒီမှာရှေ့လက်ကိုရောက်လာပြီရှေ့လက်ကိုရောက်တဲ့ချိန်မှာရှေ့ရဲ့ပါဝါ3เนาะဗရိတ်3ဒီတစ်နှစ်နှစ်နှစ်3နှစ်ကစာပြီးတော့ဗရိတ်3လို့ကြားလိုက်တာ ਨੇ ဘာကနန်းမှမဟုတ်ဘူးเนาะခွန်ထိန်းနဲ့ကြားရမှာ ထမကံမှာ၃ညထိမ့်နဲ့ဒုတိယကံမှာ၉ထိမ့်နဲ့တတိယကံမှာ၈ထိမ့်နဲ့စလုထကံမှာ9ထိမ့်နဲ့ကြာမှာနော်9ထိမ့်နဲ့ကြာမှာသူစီကံတကြလောက်သွားပြီနော်အဲ့ဆိုဒီပဋိသုံးရပါပါ၈သည်ဒီပဋိသုံးကိုပဋိသုံးလို့ပြန်ပြီးမကြအောင်ပဋိ၈ကပဲအရင်ကြာမှာဒီပဋိသုံးရပါပါပဋိ၈ကို ဒီခွန်ဒီကွာခွန်နဲ့နော်ဒီခွန်ဒီကွာခွန်နဲ့နော်ပရိတ်တုံးရပါပါရှစ်ပရိတ်ရှစ်ကွာခွန်နဲ့ပရိတ်ရှစ်ကွာခွန်နဲ့ပရိတ်ရှစ် တီခွန်ဒီကွားခွန်နဲ့ပရိတ်၃ရဲ့ပါဝါရှစ်ပရိတ်ရှစ်နောက်ပေါင်း၆ရဲ့ပါဝါ၁နောက်ပေါင်း၆ရဲ့ပါဝါ၁အလဲတိုင်း၁နဲ့နော်အလဲတိုင်း၁နဲ့ကွာပေါင်းခွန်ဒါကျွန်တော်အနေနဲ့ကဒီကနန်းတကွယ်ကိုပဲပရိတ်ရှစ်နဲ့ပတ်သက်လို့ ကျန်တာတွေကိုမထိုးခိုင်းဘူးเนาะအဲတုံညာတစ်ခုကိုလည်းမမာတွေကိုအမြဲတမ်းမွေးကနန်းနေနဲ့ကျွန်တော်တင်ထားတာပေါ့เนาะကျွန်တော်ပေးထားတာပေါ့ဘာဘောင်းလို့တုံညာတစ်ခုကိုတစ်ခွက်ချက်ယူတာလဲပေါ့เนาะအမွေးရင်တဲ့ငွေရင်းတွေကတော့ဒါကျွန်တော်လက်စေွယ်မွေးပါတယ်เนาะစေွယ်မွေးတယ်ဒါပေမဲ့တုံညာတစ်ခုကို ရွေးပြီးတော့အော်တယ်ပေါ့နော်ဆယ်ခွက်တစ်လုံးမွေးပါတယ်အဲမလောက်တုံညာတစ်ခုအော်တာလည်းပြပေးမယ်နော်ပြီးတော့ဒါလေးကိုခုပြန်ရှင်းပြပေးပါအောင်မယ်နော်ပြန်ရှင်းပြပေးပါအောင်မယ်တဲ့သူ့ရဲ့အာဒီနှစ်ဒီခွန်ဒီတဒီရှစ်နှစ်ခွန်ဒီရှစ်ပေါ့နော် ီနှစ်ဒီခွန်ဒီတဒီရှိနှစ်ခွန်တရှိဒီနှစ်ခွန်တရှိကိုမှဒါကိုးရီကသူကဖြည့်ပြီးရိုက်သွားနော်အဲ့ဒီနှစ်ဒီနှစ်ရပါဝါခွန်ဗရိတ်ခွန်လို့ကြားရမယ်နော်ပုံများထိုင်းနဲ့ခွန်ရပါဝါနှစ်ဗရိတ်နှစ်လို့ကြားရမယ်ကိုးထိန်းနဲ့တရပါဝါ6ဗရိတ်6လို့ကြားရမယ်ရှစ်ထိန်းနဲ့ရှစ်ရပါဝါ3ဗရိတ်3လို့ကြားရမယ် ွန်ထိန်နဲ့ကျောင်းရဲ့တငယ်ရင်းနေတုံညာထိန်နဲ့ကြားတယ်ကိုထိန်နဲ့ကြားတယ်ရှစ်ထိန်နဲ့ကြားတယ်ခွန်ထိန်နဲ့ကြားတယ်တုံညာကိုရှစ်ခွန်ဆိုပြီးတော့စီနီယံစီးကျောနဲ့ပြန်ကြားပြီးတော့ဒီတုံညာဒီဘွားတုံညာလို့ပြန်ရိုက်ပြီးတော့ဒီဗရိတ်ခွန်ရဲ့ပါဝါနှစ်ဗရိတ်နှစ်လို့ရိုက်တယ်နောက်ပေါင်းခွန်ရဲ့ပါဝါနှစ်ခါ ဒီခွန်ရပါပါနဲ့ဗလိမ့်နေလို့ရတယ်ကိုထိန်နဲ့ဒီကိုသည်ကွာပေါင်းကိုနဲ့ဗလိမ့်နေရပါပါခွန်ဗလိမ့်ခွန်လို့ရတယ်နောက်ပေါင်းသုံးရပါပါရှစ်ခါနဲ့ဒီတရပါပါ6ဗလိမ့်6လို့ရတယ်တုံညာပြီးတော့ကိုပြီးတော့ရှစ်လက်နော်ရှစ်ထိန်နဲ့တရပါပါ6ဗလိမ့်6လို့ရပြီးတော့ဗလိမ့်6ရပါပါတဲ့ဗလိမ့်တဲ့ဒီရှစ်ထိန်မလို့ကွာရှင်းနဲ့ရရမယ်ဗလိမ့်6ရပါပါဗလိမ့်1 ထိတ်စီးရှိကဂွားရှိလောက်ပေါင်းရှိရပါပါအတုံးခါနော်တုံညာ9ရှိတုံညာ9ရှိဆိုတော့ကျွန်တော်တို့ရိုက်မဲ့၄ခန့်မှာရှိရပါပါတုံဘရိတ်သုံးပြီးတုံညာထိတ်9ထိတ်10ထိတ်9ထိတ်နဲ့လာမှာပေါ့လာတယ်နော်အဲ့တော့ဒီခွန်ဒီဂွားခွန်နဲ့ဘရိတ်သုံးရပါပါရှိဘရိတ်ရှိနဲ့ဂွားခွန်နဲ့ဘရိတ်ရှိနောက်ပေါင်း6ရပါပါတိခါ နောက်ပေါင်း6ရက်ပါပါတက်ခါတက်ခါနဲ့ကွာခွန်နော်တက်ခါနဲ့ကွာခွန်ဗရိရှစ်ဒီလောက်ဆိုရင်ဒီစီကျောကိုနားလဲပါပြီနော်အဲ့ဆိုရင်ကျွန်တော်တို့ကဒီနှစ်ဒီနော်ဒီနှစ်ဒီဗရိခွန်ဗရိနှစ်လို့ရိုက်မဲ့ချိန်မှာဗရိခွန်ကိုဗရိနှစ်လို့ရိုက်တော့မဲ့ချိန်မှာ တီတုံညာဒီခွားတုံညာနဲ့တီခွန်ရဲ့ပါပါနှစ်ဒီနှစ်ခါနဲ့ဒီနှစ်ကိုနှစ်ပြိတ်လို့ရိုက်တဲ့ချိန်မှာဒီကမှာကျန်နေကြတဲ့ရှေပေါင်း6ဒီရှေပေါင်း6နဲ့၄နှစ်6ဆိုတဲ့ဒဲတစ်ခွက်ချိန်ပဲရပါလေနော်အဲဆိုနှစ်ပြီးတော့ခွန်ဒီခွန်ဒီခွန်ရဲ့ပါပါနှစ်ပြိတ်ခွန်ပြိတ်ကို ရိုက်တော့မဲ့ချိန်မှာဒီကိုဒီခွာကိုနဲ့ ဒီ၃ရက်ပါမှာရှစ်သည်ရှစ်ခါနဲ့ရှစ်ခါနဲ့กว่าကိုရှစ်ခါနဲ့กว่าကိုရိုက်တော့မချိန်ပါဒီခွန်ကိုဘရိတ်ခွန်လို့ရိုက်မဲ့ချိန်ပါဒီဟာရှေပေါင်းခွန်နဲ့ဒီခွန်ကိုဘရိတ်ခွန်လို့ရိုက်ဖို့အတွက်ကအိမ်မှာရှေပေါင်းခွန်နဲ့ဆိုတော့ကိုရှစ်၃ရက်ဆိုတဲ့ဒဲတကွက်ထဲပဲရပါလိမ့်နော်နှစ်ပြီးပြီခွန်ပြီးပြီတက်လက်ပြည့်ရပါပါ6ဘရိတ်6 ဗလိ6ကိုရှစ်ထိတ်နဲ့ရရမယ်ဗလိ6ရဲ့ပါဝါ1ဘိတ်တက်ကိုဒီရှစ်ထိပ်ဒီခွားရှစ်နဲ့ရိုက်ရမယ်။နောက်ပေါင်းရှိရပါပါသူသုံးခါနဲ့ခွားရှစ်လို့ရိုက်တဲ့ချိန်မှာနော်ဘိတ်တက်ကိုရိုက်တော့မဲ့ချိန်မှာနှစ်ဘိတ်ခွန်ဘိတ်ရိုက်ပြီးဒီတက်ဒီဘိတ်တက်လို့ရိုက်တော့မဲ့ချိန်မှာဒီတက်ရဲ့ရှိရာရှိတာဒီရှေပေါင်းသုံးဒီဘိတ်တက်ကိုရှေပေါင်းသုံးနဲ့ပဲရိုက်တာပဲ။ တော့သုံးရှိဆိုတဲ့ဒဲတစ်ခွက်ထည့်ပါပဲเนาะအဲဆိုနှိပြီးပြီးခွန်ပြီးပြီးတက်ပြီးပြီးရှေ့လက်ဒီရှေ့လက်မှာဒီရှေ့ရပါပါသုံးပရိတ်သုံးခွန်ထိမ့်နေရရမှာအဲ့ဒီခွန်ဒီခွားခွန်နဲ့ပရိတ်သုံးရပါပါပရိတ်ရှေ့ရရမှာခွားခွန်နဲ့ပရိတ်ရှေ့ကိုရရမှာနောက်ပေါင်း6ရပါပါတက်တက်ခါနဲ့တက်ခါခွားခွန်နဲ့ပရိတ်ရှေ့ကိုရိုက်တော့မယ့်ချိန်မှာ ဒီမှာဗရိတ်ရှစ်ကိုဒီရှစ်ဘိတ်ကိုဗရိတ်ရှစ်လို့ရိုက်မယ်ချိန်မှာရှေပေါင်းတင့်နဲ့ရိုက်ပါတဲ့ရှေပေါင်းတင့်နဲ့ဗရိတ်ရှစ်ကိုရိုက်ပါတဲ့ရှေပေါင်းတင့်နဲ့ဗရိတ်ရှစ်ကိုရိုက်ပါတဲ့ဆိုတော့ကျွန်တော်တို့ရရမှာဒီတိခါခွားကွန်ရှေပေါင်းတင့်ဆိုတော့တုံညာတိခွန်ဆိုတဲ့ကနန်းတဲတကွက်ကလွဲပြီးတော့ဒီအကွက်တစ်ထောင်နဲ့ရမှာဒီတကွက်ကိုတဲ့မွေးရမှာပါဒီတကွက်ကို3900 3000 အကြိုက်မိုးရမှာပါနော်ဒါနှစ်ကုံကနီးလေးမို့လို့ဒါမထွက်ခဲ့ရင်လဲစက်မွေပါဖိုးဘက်နှစ်ကိုကူးရင်ကူးသွားပါစီဒီကနန်းကို မွေးပြအောင်မွေးပါကျွန်တော်ရဲ့တငယ်ရင်းနေ ရှင်းပါတယ်နော်အဲဒီတဲ့လဲကျွန်တော်စေတနာမပူနိုင်တော့ပါဘူးနော်စေတနာပူလေဆိုတာကလည်း ကျွန်တော်တို့ရရင်မရတော့ပါဘူးလေရစီခြင်းလို့ပါနော်ဟုတ်မေတ္တာတငယ်ရင်ဒီပါမွေးမှာလဲတုံညာတိခွန်ကိုတတိပြည့်မွေးပါရံွယ်ထရထွက်သွားမှာ ကြောက်တယ်ဆိုရင်တစ်ခါနဲ့ခွားခွန်တစ်ဆယ်ွယ်ကိုမွေးပါမေတ္တာဥမ္မာမှာဝင်နေတယ်ဆိုရင် ဒီဘက်နှစ်ကြိမ်ရဲ့နောင်နဲ့တွဲရဲ့တသိမ့်ပါနော်အဲ့တော့ဒီဘက်နှစ်ကြိမ်နဲ့ပဲဝင်းချင်းနေဆိုရင်တသောင်းပါနော်ဒီဘက်နှစ်ကြိမ်ရောနောင်နဲ့တစ်နှစ်လုံးစာတွဲရောဆိုရင်တသိမ့်ပါနော်ဟုတ်လက်ဖေးဘူးပဲရှိပါတယ်နော်မင်းတသပေစုပေါ်မဟုတ်ကျွန်တော်တို့ရာယူလို့စိတ်မရှိခဲ့ပါဘူးနော်ပညာရဲ့တန်မိုး ထိုက်သင်လေးကိုပဲယူတာပါနော်ဘိနတာသတိဒီနဲ့ဘဝတစ်ခုကို အောင်မြင်အောင်ကြိုးစားနိုင်ခဲ့ပါလေမိနတာမချမ်းသာခြင်းတော့နေပေါ့နော်သတိဒီအောင်မြင်လို့မိနတာဘဝမစင်းရနိုင်တော့ပါဘူးအဲ့ဒီအခြေအနေတစ်ခုအထိမိနတာကြိုးစားရှာဖွေခဲ့ပါလေဟုတ်ကျွန်တော်ရဲ့ကြိုးစားမှုကအရာထင်း အောင်မြင်နိုင်ပါသည်ကျွန်တော်နဲ့ပတ်သက်တဲ့တငယ်ချင်းတွေလည်းစင်ပွားစင်ပွားအောင်မြင်နိုင်ပါသည်ဟုတ်ကျွန်တော်မင်းတတ်တာပါကွန်မန်လေးရေးပါတငယ်ချင်းမဖြစ်စီရင်တငယ်ချင်းအပ်ပြီးပါကျွန်တော်ရဲ့တငယ်ချင်းတွေကအဲဒါရှယ်ပေးပါနော် ပပလင်းနဲ့တင်တာပါကျွန်တော်လိုင်းမလွင်တာကလင်းငနေလောက်ရှိပြီဆိုတော့အားလုံးနဲ့ပြတ်တောင်းနေပါလေနော်အဲဒါကြောင့်မို့ကျွန်တော်တကယ်ရင်းနေရကျေးဇူးပြုပြီးရှယ်ပေးပါတုံညာတိတ်ခွန်ကိုဒါခြိုက်တလောက်မွေးပါဘို့နော်ခြိုက်တလောက်မွေးပါဒါကျွန်တော်ရရင်ခင်ဗျားတို့လည်းရသိခြင်းလို့ပါနော်